တော်တရှင်တွေအားလုံးတာလီစော်ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မြောက်ဦးကိုစစ်ကောင်စီဘုံကျဲတဲ့အကြောင်းစပားစဲကွက်မရှိတာကြောင့်ရခိုင်လေသမားတွေအခက်အခဲဖြစ်နေတဲ့သတင်းပလက်ဝါမှာမတိတ်မှုကျွလွန်တယ်လို့တန်တရားရှိသူကိုဒီလတ်ဖမ်းဆီးတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီအစီအစဉ်ကိုကျမဖြူဖြူရဲနဲ့အတူကိုအောင်မင်းမျက်စုတော့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဦးဆုံးအနေနဲ့မြအူးကိုစစ်ကောင်စီဘုံကျဲတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်မြအူးမျိုးအနီးကဘောင်းတဲ့ကျော်ကိုမနေ့ကနိုဝင်ဘာ20ရက်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကညနေ4နာရီကျော်မှာဂျက်ဖိုက်တာနဲ့ဘောင်းတဲ့ကျော်အနီးကိုဘုံလုံးလုံးကျေးရှာခဲ့တာဖြစ်ပါတယ်။အဲ့ဒီဘုံကျဲမှုကြောင့် ကြရပကွေးရနေရာနီးကနောနကောင်တည်ဆုံးပြီးတော့နှကောင်တရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကအာရခတက်တော်ထင်းချုံရမြို့နယ်တွေကိုကြာခဏပုံကျဲမှုတွေပြုလုပ်နေတာကြောင့်အရဲသားထိခိုက်တည်ဆုံးမှုနေအိမ်ပျက်စီးမှုတွေရှိလာနေပြီးတော့ဒေသခံတွေကရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့နေထိုင်နေကြရပါဗျ။ပြီးခဲ့တဲ့ဩဂုတ်လ25ရက်နေ့ကလည်းမြောက်မြို့ဒိုင်းကြီးရက်ွက်ကိုစစ်ကောင်စီကပေါင်900ဘုံနှလုံးကျေးရှာခဲ့တာကြောင့်အရဲသား5ဦးတည်ဆုံးပြီးတော့ စစ်ကနေဦးတရားရရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့စဘာစေးကွက်မရှိတာကြောင့်ရခိုင်လေသမားတွေအခက်အခဲဖြစ်နေတဲ့တဲ့ရင်းကိုလည်းတင်ဆက်ပေးမှာပါ။လက်ရှိစဘာပေါ်ယာတီမှာရခိုင်ပြည်အတွင်းစဘာစေးကွက်တွေထဲဝယ်ယူသူမရှိစဘာစေးမရှိဖြစ်နေတာကြောင့်လေသမားတွေဟာအရှုံးပုံမှာကိုစိုးရင်နေကြတယ်လို့ပြောဆိုကြပါတယ်။ပြီးခဲ့တဲ့နှစ်ကကောက်ရင်စဘာတောင်းတရာကိုငွေကြ9သိန်းကျော်ရရှိခဲ့ပြီးကောက်ကြီးစဘာတောင်းတရာကို ငွေကျပ်၄သိန်းနီးပါးအထိ ရှိခဲ့ပေမဲ့လက်ရှိမှာကောက်ရင်စပါးဟာငွေကျပ်၄သိန်းနဲ့ကောက်ကြီးစပါးဈေးဟာငွေကျပ်၈သိန်းလောက်သာဈေးပေါက်နေတယ်လို့လေသမားတွေကပြောဆိုကြပါတယ်။လက်ရှိစပါးရိုက်သိန်းကာလမှာရိုက်သိန်းခအနေနဲ့လေတရေကကိုငွေကျပ်၃သိန်းခွဲအထိဈေးပေါက်နေတာကြောင့်စပါးရိုက်သိန်းဖို့လည်းအခက်ကြုံနေကြရတယ်လို့လေသမားတွေကဆိုပါတယ်။လက်ရှိစပါးပို့ချိန်မှာရိုက်သိန်းဈေးရိုက်အတွက်အရင်နှစ်လက်ကျန်စပါးတွေကိုဈေးချရောင်းချနေရပြီး ဝေယူသူနေပါတာကြောင့်အဆင်မပြေဖြစ်နေကြရတာပါတိုက်ပွဲစတင်ချိန်ကစပြီးရခိုင်ဒေသကိုစစ်ကောင်စီကလန်ခီသွာလာခွင့်ပိတ်ဆို့ထားမှုကြောင့်ပြည်မနဲ့ပြည်ပကုံသွဲမှုလုပ်ငန်းတွေရပ်ဆိုင်နေပြီးတော့အဲ့ဒီအကျော်ဆက်ကရခိုင်လေယာစိတ်ပြိုးရဲ့အပေါ်တဲရောက်မှုများစွာရှိနေတာဖြစ်ပါတယ်လက်ရှိ ရခိုင်မှာလင်ငါးဧကစိတ်ပြိုးရာမှာထွန်ရက်ခါမြေစီရိုက်သိမ်းခအပြင်တေယူစရိုက်စားတဲ့အတွင်းအစုကုန်ကြစရိုက်ငွေကျပ်သိန်း၄၀ကျော်အထိ ကုန်ကြနေပေမဲ့ စပားရောင်းရငွေဟာငွေကျပ်330ဝန်းကျင်သာရရှိမှာဖြစ်တဲ့အတွက်အရှုံးပေါ်တယ်လို့ပြောဆိုကြပါတယ်။ရခိုင်မှာစပားဈေးကွက်မရှိဘဲစိတ်ပြိုးရသည့်နေရာသည်အထိရှိနေပြီဖြစ်တာကြောင့်တောင်သူတွေဟာလည်းအရင်အနည်းများစွာကြားကစိတ်ပြိုးထားတဲ့စပားတွေဟာရောင်းမထွက်နိုင်တာကြောင့်အရှုံးနဲ့ရင်ဆိုင်နေကြရတာပါ။ဒါကြောင့်အခုနှစ်မှာလည်းအရခတတ်တော်ရဲ့ဂုံတေကြီးများအသင်းကအဝေးတိုင်းတစ်ခုဖွင့်ပြီးစပားတွေကိုတင့်တော်တဲ့ဈေးနှုန်းနဲ့ဝယ်ယူတင်တယ်လို့လေသမားတွေကပြောဆိုကြပါတယ်။ ရခိုင်လေသမားအများစုဟာလေဆိုင်ဧကရေတစ်နှစ်ထက်တစ်နှစ်ရှော့ရှစိတ်ပြိုလာရတာကြောင့်လာမယ့်ခုနှစ်အနည်းငယ်အတွင်းစားနပ်ရိက္ခာဖူလုံရင်းနဲ့ပတ်သက်ပြီးစိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့စီးပွားရေးသမားတွေကတုံ့တန်နေကြပါတယ်။ရခိုင်ပြည်မှာလေဆိုင်ပြိုဧက73သိန်းကျော်ခန့်အထိရှိပြီးအခုနှစ်စိတ်ပြိုရာတီမှာလေဧက8သိန်းကျော်ခန့်ကိုသာစိတ်ပြိုနိုင်ခဲ့တယ်လို့လေသမားအရေးစောင့်ကြည့်နေသူတွေကခန့်မှန်းထားကြပါတယ်။ဘလဝမှာမရိမှုကျူးလွန်တယ်လို့တန်လျာရှိသူကို ဒီလက်ဖမ်းဆီးတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါရစေ။ပလောဝမြို့နယ်မှာအသက်16နှစ်အရွယ်အမျိုးသမီးငယ်တစ်ယောက်ကိုမတိမ်မှုကျူးလွန်တယ်လို့တန်တရာရှိသူအမျိုးသားတစ်ယောက်ကိုအရောက်ခတ်တော်ရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနဒီလက်ကဖမ်းဆီးခဲ့တယ်လို့သိရပါရစေ။ဖန်စီခံရသူဟာမြောက်ဦးမြို့နယ်ပြည်လုံးကြီးကျေးရွာကအသက်26နှစ်အရွယ်ဦးထွန်းလိုင်ဖြစ်တယ်လို့သိရပါတယ်။သူဟာနိုဘာ9ရက်ကပလောဝမြို့နယ်ဒလက်ကိုင်းကျေးရွာကအသက်26နှစ်အရွယ်အမျိုးသမီးငယ်ကိုညနေ9နာရီလောက်အချိန်မှာကျေးရွာထဲသွားလာနေချိန် မြောက်ဖက်ရှမ်းတောဆက်အနီးမှာသုံးကြိမ်တိုင်အာဓမ္မပြုကျင့်ခဲ့တယ်လို့မိသားစုနဲ့နေဆက်သူတွေစီကတရားတာပါပြမှုကျူးလွန်တယ်လို့တန်တရားရှိသူဦးထွန်းလိုင်ကိုဒီလက်ကမြောက်ဦးမြို့နယ်ကကြေးရွာတစ်ခုမှာနိုမ16ရက်ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်ဦးထွန်းလိုင်ကိုရာဇသက်ကြီးပုံမှသုံးခုရှောင်းအရာထိမ့်သိမ့်ဆက်ဆဲနေတယ်လို့လည်းသိရပါတယ်အာရခတ်တတော်ထိန်းချုပ်ဝမြို့နယ်တွေမှာအာဓမ္မပြုကျင့်မှုကျူးလွန်သူတွေကိုအာရခတ်တတော်အနေနဲ့ထိထိရောက်ရောက်အေးအေးယူပေးဖို့နဲ့အမှုမှန်မပေါ်ပေါက်သေးတဲ့အမှုတွေကိုလည်း အလင်းအမြန်ဖော်ထုတ်ပေးဖို့ရခိုင်ဒေသခံတွေကတောင်းဆိုထားကြပါတယ်ခင်ဗျာတည်င်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်ပွဲနဲ့ငမ်းမောက်ခေါင်းပေါက်မှုကြမှာကလေးငယ်တွေပညာသင်ခွင့်ဆုံးရှုံးနေရတယ်လို့ကုလပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ကလေးသူငယ်တွေရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ပညာသင်ခွင့်တွေဟာလက်ရှိမှာဆုံးရှုံးနေရတယ်လို့ကမ္ဘာကလေးများနဲ့နိုဝင်ဘာ20ရက်နေ့မှာကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းရင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောဆိုလိုက်ပါတယ်။ လက်ရှိမှာကလင်းငယ်တွေဟာကြောင်းနေရမယ့်အချိန်မှာအရင်နဲ့မလိုက်အောင်ဝင်ငွေရှာနေရပြီးငွေချင်းတွေကိုပြုစုစောင့်ရှောက်နေရတဲ့အတွက်ပညာသင်ယူခွင့်တွေဆုံးရှုံးနေတယ်လို့သူကပြောဆိုထားပါတယ်။ဒါအပြင်စစ်ပွဲတွေကြောင့်ငမခေါင်းပမှုဘေးရန်နဲ့အတူကလေးထောင်ပေါင်းများစွာရဲ့ပညာရေးအခွင့်အလမ်းတွေအတားအဆီးဖြစ်နေရပြီးအသက်ရှင်သန်ခွင့်လေးဆုံးရှုံးနေရတယ်လို့ကုလသွင်းရေးမှူးချုပ်ကပြောဆိုထားပါတယ်။ရာသီဥတုဖောက်ပြန်မှုကလည်းကလေးငယ်တွေရဲ့ပညာရေးကိုထိခိုက်စေတဲ့အပြင် ကလေးတွေရဲ့အနာဂတ်ကိုပါချင်းချောင်းနေတယ်လို့မိန့်ခွန်းမှာဆိုထားတာပါ။ကမ္ဘာတဝန်းကကလေးတိုင်းတူညီတဲ့အခွင့်အရေးရှိကြောင်းဆိုထားပြီးတော့ကမ္ဘာကလေးများနဲ့မှကလေးငယ်တွေရဲ့စကားသံတွေကိုနားထောင်ရင်းသူတို့ရဲ့အခွင့်အရေးအတွက်ရည်တရားမှသူတို့ရဲ့အသံတွေကိုအပြည့်ပေးဖို့လည်းလိုအပ်တယ်လို့ဆိုထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလည်းပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အတွက်မြန်မာနိုင်ငံကကလေးတွေဟာလက်နက်ကြီးတံတွေဖုံးတံတွေနဲ့အတူသူတို့ရဲ့နေစဉ်ဘဝကိုဖျက်ဆီးနေကြရပါတယ်။ စစ်ပွဲကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းဆုံးရှုံးတာစစ်ဘေးရှောင်နေရတာတွေလည်းရှိနေပါတယ်။ဒါကြောင့်စားဝတ်နေရအဆင်ပြေစေဖို့သူတို့ရဲ့တာသမီတွေကိုအပြင်ထွက်အလုပ်လုပ်ခိုင်းရတာတွေရှိတယ်လို့သိရပါတယ်။နိုင်ငံတွင်းမတည်မငြိမ်ဖြစ်မှုကြောင့်စားသုံးကုန်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေဈေးနှုန်းမြင့်တက်နေတာကြောင့်ဝယ်ရည်အတွက်ရုန်းကန်လှုပ်ရှားပြီးကလင်းငယ်တွေဟာလည်းအကြောင်းပြင်ပကိုရောက်ရှိနေကြရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်နဲ့ကရင်ရှမ်းနယ်ဇက်ကို ချောင်းမွက်ဖွယ်လေးကြောင့်တိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့45 right ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါစက်ကောင်စီကသူ့ရဲ့အတုအယောင်ရွေးကောက်ပွဲကိုအကြောင်းပြပြီးခရီးနီပြည်နယ်ရဲ့ခရီးနီရှမ်းနယ်ဆက်တွေကိုချောင်းမွက်ဖွယ်လေးကြောင့်တိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့45 right အစီရင်ခံစာကဖော်ပြပါတယ်အဲ့ဒီလေကြောင်းတိုက်ခတ်မှုတွေကိုစစ်ကောင်စီဟာ2025ခုနှစ်ဇွန်လ25ရက်ကစတင်မာလာတရရက်နေ့ထိပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် လေကြောင်းတိုက်ခိုက်မှု၁၂ကြိမ်အတွင်းအရတပ်ပြည်သူ55ဦးထက်မနည်းသေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော့အဲ့ဒီထဲမှာအသက်မပြေသေးတဲ့ကလေးငယ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။အဲ့ဒီနေဆက်ဒေသတွေမှာစက်ကောင်စီကအသက်အန္တရာယ်ရှိစေတဲ့တိုက်ပွဲတွေပေါ်ဆောင်ပြီးစာတင်ကြောင်းဖျားကြောင်းစေဘက်ဆိုင်ရာအဆောက်အုံစပိချောက်စခန်းလိုအများပြည်သူပိုင်းအဆောက်အုံတွေကိုရေရွယ်ရှိရှိလေးကြောင်းပြစ်မှတ်ထားပြီးအချိန်မြင့်လှုပ်ဆောင်နေတယ်လို့အစီအခံစာမှာဖော်ပြထားပါတယ်။ ဖော်ဒီဘရိုက်အနေနဲ့လေကြောင်းပုံကျတိုက်ခတ်မှုအတွင်းအသက်ရှင်ကျန်ရသူတွေမျက်မြင်သက်သေတွေကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ဒေသတရားအုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင်စုစုပေါင်းပြည်သူ15ရောက်ကိုတွစ်ဆုံမေးမြန်းခဲ့တယ်လို့လည်းဖော်ပြထားတာပါအပြည့်ဝဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေဆက်ဥပဒေအရစည်ရင်းနဲ့မသက်ဆိုင်တဲ့ရတပ်ပြည်သူတွေနေထိုင်တဲ့အဆောက်အအုံတွေကိုပြတ်မှတ်ထားမတိုက်ခိုက်ဖို့တားမြစ်ထားပေမဲ့စက်ကောင်စီကလိုက်နာမှုမရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ် ။ဒါကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကအနာသိစက်ကောင်စီရဲ့လက်နက်နဲ့လေရင်စီတင်သွင်းသုံးဆွဲမှုကိုရှရှင်းအရေးယူပိတ်ဆို့ဖို့တိုက်တွန်းထားပြီးနိုင်ငံရေးအတိုက်ခံတွေပေါ်ညှဉ်းပန်းနှိပ်စက်တာမတရားဖမ်းဆီးအကြမ်းချတာနဲ့တပ်ဖြတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေတာကြောင့်စက်ကောင်စီရဲ့အတူအောင်ရွေးကောက်ပွဲကိုလည်းအတိအမှတ်မပြုဖို့ဖော်တီပရက်အဖွဲ့ကတောင်းဆိုထားပါတယ်ခင်ဗျာနောက်ဆုံးဒီပုတ်အနေနဲ့နိုင်ငံတကာသတင်းဒီပုတ်ကိုလည်းတင်ဆက်ပေးမှာပါ စစ်ပွဲကိုအပိတန်နိုင်ရင်ထရန့်နဲ့အသေးစိတ်ဆွေးနွေးလိုတယ်လို့ယူကရိန်းသမ္မတပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ရုရှားနဲ့လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်နိုင်ရဲ့အတွက်အမေရိကန်သမ္မတဒိုနယ်ထရန့်နဲ့အသေးစိတ်ဆွေးနွေးလိုတယ်လို့ယူကရိန်းသမ္မတပိုလိုဒီမာဇီလန်စကီကပြောဆိုလိုက်ပါတယ်။လက်တလုံးမှာတော့ယူကရိန်းဟာအပြစ်အခရစေးရဲ့အတွက်အမေရိကန်စီကအဆိုပြုချက်မူကြမ်းတစ်စုံကိုလက်ခံရရှိထားပြီးဖြစ်တယ်ဆိုပြီးသတင်းတွေကဖော်ပြကြပါတယ်။ပြီးတော့အဲ့ဒီအဆိုပြုချက်ထဲမှာ ယူကရိန်းအနေနဲ့နိုင်ငံပိုင်နဲ့နေမြေတချို့ကိုဆွန့်လွှတ်ပေးဖို့ထရန့်ကတိုက်တွန်းထားတယ်လို့အမေရိကန်မီဒီယာတချို့ကရေးသားကြပါတယ်။အထူးအချက်တွေအဖြစ်ယူကရိန်းဟာနိုင်ငံအရှေ့ပိုင်းကဒွန်ဘတ်စ်ပြည်နယ်ရဲ့လက်ရှိထိန်းချုပ်ထားတဲ့နေမြေတွေကိုပါရုရှားစီလွှဲပေးဖို့စစ်တပ်ဖွဲ့စည်းပုံကိုရှုံးရှားဖို့နေတိုစစ်မဟာမိတ်အဖွဲ့စီဝင်ရောက်ခွင့်ရရင်ဘယ်တော့မှထပ်ပြီးအာမထုတ်ဖို့ဆိုတာတွေပါဝင်နေတယ်လို့သိရပါတယ်။အဲ့ဒီမူကြမ်းထဲမှာယူကရိန်းရဲ့ပအဝင်ပတ်သက်ခဲ့မှုဘယ်လောက်ထိရှိသလဲဆိုတာကိုတော့မသိရသေးပါဘူး။ ဒါပေမဲ့ Infuro ပြောရေးဆိုခွင့်ရအမျိုးသမီး Caroline Lia ဘက်ကတော့သမ္မတထရန့်ဟာဆေးရဆေးရဂျာဝင်ညှိနှိုင်းပေးမှုမှာရုရှားရောယူကရိန်းကိုပါတာဒူညီးမြဆက်ဆံခဲ့တယ်လို့မှတ်ချက်ပေးသွားပါတယ်။ Zelensky ကတော့လက်ရှိဆိုပြချက်တွေနဲ့ပတ်သက်ပြီးလာမယ့်ရှေ့ပိုင်းတွေအတွင်းသူဟာသမ္မတထရန့်နဲ့လူချင်းတွဲဆောင်ဆွေးနွေးနိုင်ဖို့မျှော်လင့်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ Lia ဘက်ကတော့ American ရဲ့အဆိုပြချက်ဟာ ယူကရိန်းအတွက်အများကြီးအချုပ်ပဲလက်ရောဖို့တွန်းအပ်ပေးထားတယ်ဆိုတဲ့စစ်ဆွဲချက်တွေကိုပေးချထားပါတယ်။ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်းနိုင်စေဖို့အစိုးတရအတွက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုနဲ့ဝန်ကြီးဌာနရဲ့အထူးကိုယ်စားလှယ်စတီဝဲကော့တို့ဟာတလလောက်အရှင်ယူ ရေးဆွဲခဲ့ကြတယ်လို့ဆိုပါတယ်။ဒီအဘက်ကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာရုရှားရောယူကရိန်းအတွက်ပါကောင်းမွန်တယ်လို့ပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးသွားပါဘူး။ ်အမေရိကန်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကိုနှစ်ဖက်စလုံးကလက်ခံသင့်တယ်လို့သူကပြောကြားသွားပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း၆၆၈၃၉၆၄၃၆၃၃ကိုလုံချုံဆိုင်ဆက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။